ရောနီကာရဲ့ Facebook follower ကတသန်းနီးပါးရှိလာပြီဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျ။မာရှယ်မင်းရဲ့မြန်မာအနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါ။လက်တနောမှာကျွန်တော်သတိထားမိနေတာကရောနီကာရဲ့ line ပေါ်ကဟာသ video တွေပေါ့နော်။ဒီ video နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တချို့ video တွေက reach က9တန်း6တန်းလောက်ထိရောက်တာပြောရရင်မြန်မာနိုင်ငံမှာလူကြီးတွေကတန်း90ကျော်နီးပါးပဲရှိတာ52တန်း53တန်းအေးထက်မှာ Facebook သုံးတဲ့လူကြီးတွေဆိုတာကပြောရရင်15တန်းတန်း20လောက်ကမိုင်းကုန်ပါပဲ ဒီတို့ကြောင့်မလို့တချို့ Veronica ရဲ့ post တွေက၄၅သန်းထိပေါက်တယ်ဆိုတာကမြန်မာပြည်က Facebook တုံးတဲ့လူကြီးရဲ့ဒါ25ရာခိုင်နှုန်း30ရာခိုင်နှုန်းလောက်ထိကိုပေါက်မြောက်တယ်လို့ပြောလို့ရတယ်။ပြောရရင် Veronica ကဟိုပင်ကိုအရဟိုဟာသညာအတိုင်းတန်တစ်ခုတည်းရှိရဲ့လူတယောက်အနေနဲ့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်။ပြီးတော့ဒီရက်ပိုင်းနေမှာဆိုလို့ရှင်သူ့အနေနဲ့ဒါဟာသ connect ပတ်လေးနည်းနည်းပို့ပြီးတော့သွားလာတယ်။ပြီးတော့ဒီလိုမျိုး fighter တယောက်ကဟာသ video တွေတင်တဲ့နောက်ပိုင်းမှာ ကောင်းချိုးထက်စားလို့ရှိရင်ဆိုးချိုးများတာကပိုလေးရှိရလို့တော့တချို့ကတော့မြင်ကြရပါတော့။ဒါပေမဲ့ကျွန်တော်တတိထားမိရသလားဥပမာဗျာအရင်တော့ဆိုလို့ရှိရင်ကျွန်တော် new fee ကဥပမာ main ကနေတွေအများစုဆိုလို့ရှိရင် fighter တွေအလောက်ကြီးစိတ်ဝင်စားကြဘူးသူတို့အနေနဲ့ share ရတယ်လည်းမရှိဘူး။ဒါပေမဲ့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီ Veronica ရဲ့ post ရအောင်ပါဆိုလို့ရှင်ကျွန်တော်เนี่ยဒါတည့်ရလူတွေရဲ့ reaction တွေ main ကလေးတွေရဲ့ reaction တွေတွေ့ရတယ်ပြီးတော့အေးကနေတစ်ဆင့်မှာသူ့ရဲ့ပွဲတွေကိုအဆောင်ကြည့်ပြီးအားပေးရဲဆိုတော့ ဖန်နေပါရလာတာဖြစ်ပါဒါပြောမယ်ဆိုရင်များတနည်းအားဖြင့်သူဝန်သနာပါတယ်သူပြောတယ်ဆိုတဲ့အရာကိုလုံနေနေတယ်မှာသူရဲ့ career အတွက်တချို့ဘိုင်းနေမှာသွားပြီးတော့ဒီ support ပေးမဲ့ fan တွေရလာတဲ့အနေအထားတစ်ခုလို့တော့ကျွန်တော်စိတ်ထဲတော့မြင်တယ်ပေါ့နော်ဘယ်လိုပဲနေနေမြန်မာပြည်မှာဒါ Facebook မှာ follower တသန်းနီးပါးတိရှိလာတာကဟိုတော်တော်လေးကိုကြမ်းတဲ့အနေအထားတစ်ခုလို့တော့ပြောလို့ရတယ်သူအနေနဲ့နောက်ပိုင်းမှာဒီ sport wear နဲ့ collaborate လုပ်ပြီးတော့ဒီ ကြော်ညာတွေလက်ခံထားရင်လည်းရှိရပါတော့ဒီကအနေနဲ့သူ့အနေနဲ့ဝင်ဝေတိုင်းတာတစ်ခုထိပြန်ပြီးတော့ရနိုင်တယ်ဒီလောက် reach မျိုးနဲ့ဆိုလို့ရှိရင်လည်းပြောရရင် branding တော်တော်များများက Veronica နဲ့အတိုင်းညာတစ်ခုထိလက်တွဲလုပ်ချင်မှသိကြရလို့တော့မြင်တယ် Veronica အနေနဲ့ဒီလိုမျိုးဒါ content နေဖန်ပြီးရဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့သူ့အားလက်ချင်ပြီးတော့သူ့ training ပြင်ပမှာသူသဘောကျတဲ့အရာတွေသူဝန္ဒနာပါတဲ့အရာတွေကိုလုပ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကြီးကျွန်တော်အနေနဲ့တော့ negative အမြင်မရှိဘူးဟိုသူဖန်တီးရဲ့ကွန်တက်နေရာတကယ်ပေါ့ပေါ့ပါပါနဲ့ရေဖို့ကောင်းတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်တော့မှအဲတချို့ဗီဒီယိုတွေလိုက်ကြည့်နေတော်တော်လေးရေဖြစ်တာရှိပါတယ် အတိုင်းအတာတစ်ခုကြည့်ရော professional ကြားမှုအပိုင်းမှာလည်းသူ့အနေနဲ့လုံးဝအပြည့်အဝပွဲထိုးရင်လည်းအာရုံစိုက်တယ်။ဒီဘက်ပိုင်းမှာလည်းသူဝါသနာပါတယ်ပြီးတော့သူပြောတာဆိုလို့ရှိရင်တော့အဓိကအဖြစ်သူ့ခေါင်းထဲမှာဒီလိုမျိုးပောက်ကွေရအတွေးတွေကပေါ်ပေါ်လာရဲပေါ့နော်။အဲ့ဒါကိုလုံရင်းတုံရင်းနဲ့လူတွေကအတကုံသဘောကျပြီးတော့အဲ့လိုပုံစံမျိုးဖြစ်လာ။တော်တော်များများဆိုဘယ်လိုအောင်ပြောကြလဲဆိုတော့ဟိုဝါသနာပါတာလူရှင်တော်လို့ပေါ့နော်။ဒါပေမဲ့အလုတ်ကတော့ဒါဖိုင်တာလုံနေရတယ်ဆိုပြီးတော့ပြောကြတဲ့ comment တွေလည်းတွေ့ရတာတော်တော်လေးများပါ ဘလိုပဲနေနေ Veronica ရဲ့လက်ရှိချိန်မှာသူ့ရဲ့ content ပိုင်းပေါ့မှုပိုင်းကဟိုနေနေရရမဟုတ်ဘူးဆိုတော့ကျွန်တော်သိစေချင်တယ်ကျွန်တော်လည်းဒီ marketing fee ပိုင်းမှာအတိုင်းအတာတစ်ခုဒီချိန်နေဘူးလို့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးမြန်မာပြည်က Facebook တုံးတဲ့လူကြီးရဲ့30ရာခိုင်နှုန်း40ရာခိုင်နှုန်းလောက်ထိပေါင်းမြောက်ပြီးတော့9တန်း6တန်းရရတယ်ဆိုတာကတကယ် creator အကြီးကြီးမှရတာများပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာတော့ Veronica အဲ့လောက်ထိရတာရဲ့ဗီဒီယိုတွေရှိတယ်။ဗီဒီယိုတိုင်းနှိပါက follower ဒီတန်းလောက်ရှိရဲ့နေထားမှာဆိုရင်သူ video တိုင်းဒီဘက်က view ကလည်းတန်းခန်းနှောင်းကိုကတ်တယ်ဗောနော်ဒီကြောင့်ရှောင်းမလို့ဒီဘက်မှာတော့ Veronica အနေနဲ့တော်တော်လေးဟိုချီးကျူးရမယ့်ဘိုင်းတော့မြင်တယ်သူ့ရဲ့ pin ကိုအဟာသညာရှိတဲ့အနေထားတစ်ခုကိုသူ့အနေနဲ့ဒါ content အဖြစ်ဖန်တီးလိုက်တဲ့အနေထားမျိုးလေးပေါ့နော် လက်ရှိချိန်မှာတော့ Veronica ကတရုတ်ဖိုက်တာကိုအနိုင်ရပြီးရနောက်ပိုင်းမှာသူပုံမှန်အတိုင်းပဲ training ဆက်ပြီးတော့ဆင်းနေရသူရဲ့ပွဲသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘက်ကနေပြီးတော့ဘာမှထွေထွေထူးထူးကြားရတာတော့မရှိသေးပါဘူးလက်ရှိချိန်မှာတော့သူရဲ့ဟာသဗီဒီယိုတွေကတော့ဒါမြန်မာပြည်လူလူကြားထဲမှာတော့တော်တော်လေးကိုပေါက်နေရအောင်တော့တွေ့ရပါတယ်ကျွန်တော်ကတော့ Veronica ကိုနောက်တစ်ခါ ွဲလက်ခံတယ်ဆိုလို့ရှိရင်တော့နည်းနည်းနည်းမေးရှိပြီးသားကစားသမားတယောက်နဲ့တော့ဖြစ်စေခြင်းနဲ့ရှေ့မှာဆိုရင်လည်းပြောအနေစာမက်ဆန်နဲ့တော့ကကျွန်တော်အနေနဲ့ပွဲကိုတော်တော်လေးအားခဲပြီးကြည့်မယ်လို့လှုပ်ထားပြီးမဲ့ပွဲကပြန်ပြတ်သွားပြီးတော့မှဒီဒီယိုဖိုင်တာနဲ့ထိုးသက်လာရတဲ့အနေထားတစ်ခုပေါ့နော်တကယ်လည်းအနေစာမက်ဆန်နဲ့သာထိုးသက်ရမယ်ဆိုရင်ဖရိုနီကာရဲ့ပုံရိပ်ကပို့ပြီးတော့မြင်လာနိုင်မယ်ဒီတော့ကြောင့်မလို့လက်ရှိဝန်ချက်မဲ့ရှိမှာနိုင်ပွဲကလည်းနှစ်ပွဲရယူပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ပိုင်းနေကတော့နမေရှိရဲ့ကစားသမားရင်းထိုးသက်စီခြင်းနဲ့ ီရောမသားလျင်သူ့အနေနဲ့ပုံရိပ်ကတော်တော်လေးမြင့်မားလာပြီးတော့အတိုင်းတာတစ်ခုဒီချန်ပီယံလူကွင်းနေနဲ့နီးကပ်လာတာမျိုးပြီးတော့ချန်ပီယံလူကွင်းရတာမျိုးတွေဖြစ်လာနိုင်တာဖြစ်ပါတယ်မြန်မာပြည်ဝိတ်တန်းမှာလေကစားသမားကအရင်ကြီးမများတဲ့အတွက်ကြောင့်မလို့ဖရိုနီကာအနေနဲ့ဒါစတမ်နိုဘာလို့နဲ့လေသိမကြခင်တော့မှတွေ့လာနိုင်တယ်လို့တော့ကျွန်တော်အနေနဲ့မြင်ပါတယ်။အဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးထားတဲ့အကြောင်းအရာကိုအားလုံးပဲသဘောကျနိုင်မယ်လို့မျှော်လင့်ပါတယ်ဗျ။ကျွန်တော်ရဲ့ YouTube Channel ကိုလည်း Subscribe လုပ်ထားပေးပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။